ခရစ်ပတိုနဲ့ငွေလွှဲရင်ဘသူကဘသူကိုဘလော့ငွေလွှဲပါတယ်ဆိုတဲ့အချက်တွေကလူတိုင်းဝင်စစ်ကြည့်လို့ရပါတယ်တကယ်လို့ကိုကဒီလိုလူတိုင်းသိနေနိုင်တဲ့အချက်ကိုမကြိုက်ဘူးဆိုရင်တော့ privacy coin ရဲ့အကြောင်းကိုမဖြစ်မနေဒီမှာရမှာပါဒီဗီဒီယိုမှာတော့ privacy coin ရဲ့အကြောင်းကိုပြပြဆုံဆုံရှင်းပြပေးသွားမှာမို့အချိန်9မိနစ်လောက်လေးပေးပြီးတော့လေ့လာကြည့်အောင်နော် privacy coin ဆိုတာဘာလဲ privacy client တွေကဘသူကလွှဲတယ်ဘသူကလက်ခံတယ်ဘလောက်လွှဲလိုက်တယ်ဆိုတဲ့အချက်လက်၃ခုကို လူမမြင်အောင်ဖြောက်ပေးထားတဲ့ cryptocurrency တွေဖြစ်ပါတယ်။ပုံမှန် Bitcoin တို့လို coin တွေကကိုသုံးလိုက်တိုင်းမှာ blockchain ပေါ်မှာမတန်းချန်နေပါတယ်။ privacy client တွေကကြတော့ဒီလိုမှတ်ချက်အောင်ဒီပညာအမျိုးမျိုးသုံးကြပါတယ်။ တချို့ပွိုင်းတွေဥပမာမိုနီရိုကကိုမူလွှဲလိုက်တဲ့အခါတခြားသူတွေရဲ့မူလွှဲမှုတွေအများကြီးနဲ့ရောသမားမွေးနှောက်လိုက်ပါတယ်ပြီးတော့သူကတခြားသော address တွေကိုပဲသုံးပါတယ်ဒါကြောင့်ဘသူကအစ်အမန်ကိုလွှဲသူလဲဆိုတာကိုခြေရခံလို့မရတော့ပါဘူးတချို့ပွိုင်းတွေဖြစ်တဲ့ဥပမာ Z Curse ကတော့အစက်မြင့်တင်ချာနည်းပညာဖြစ်တဲ့ Z K Smart ကိုသုံးပြီးတော့မွေးလွှဲတာရမှန်တယ်ဒါပေမဲ့ဘသူဘလောက်လွယ်လဲတော့မပြောပြနိုင်ပါဘူးဆိုပြီးတော့အတီးပြုပေးလိုက်ပါတယ် ရလိုက်ကတော့အတူတူပါပဲ blockchain မှာမူလဲတစ်ခုဖြစ်သွားရဲဆိုတာကိုပဲညီရပြီးတော့အထဲကအသေးစိတ်အချက်အလက်တွေကိုအကုန်လုံးပြောင်းနေပါလိမ့်မယ် privacy ကိုဘာကြောင့်လိုအပ်တာလဲ သူတွေကအထက်အားဖြင့်အမိမသိတုံဆက်ခွင့် anonymity နဲ့ follow ခွင့် freedom address privacy ကိုနေကိုတုံ့ကြပါရယ်ဒီနေ့ခေတ်က online ပေါ်မှာကိုဘာလို့လောအမြဲတမ်းခြိရခံနေရပါရယ်စောင့်စီခံနေရတဲ့ခပါကြီးပါ crypto လောကမှာလည်းစီကံတင်ဆက်တာတွေပွင့်လင်းမြင်သာမှုခေါင်းစဉ်အောက်ကစောင့်ကြည့်တာတွေများလာတယ် privacy ကိုအားပေးသူတွေကတော့ကိုပုစံကိုတုံတာဘသူဘလောက်ပေးရဆိုတာကိုတခြားသူတွေအစိုးရတွေ company ကြီးတွေသိစရာမလိုဘူးလို့ယူဆကြပါရယ် တာကရာဇဝတ်မှုကျူးလွန်ဖို့ထက်မလိုလားအပ်တဲ့ဆောင်စင်မှုတွေကလည်းကုတ်ပုတ်ကိုကာဝယ်ခြင်း self protection တခုလို့သူတို့ကမြင်ကြပါတယ်။ဒါအပြင်ဒီကွာတွေကဗဟုချုပ်ကံမှုမရှိတဲ့အတွက်ဘသူမှလာပိတ်ပင်လို့မရစင်စာဖျက်လို့မရဘူးဆိုတဲ့အချက်ကိုလည်းတန်ဖိုးထားကြပါတယ်။မျက်စိတောက်ထောက်ကြည့်ထားရမယ် privacy ခွာများဒီလောကမှာနာမည်ချပြီးတော့လူသုံးမျှတဲ့ခွိုင်းနေရှိပါတယ်။နံပါတ်1ကတော့ Muniru ရဲ့ SMR ပါ privacy ကနေဘယင်တို့တော့တင်စားကြရပေါ့နော်2014ခရဲကရှိနေပြီးသူ့ရဲ့ထူးခြားချက်ကတော့ privacy က default ဖြစ်နေတာပါကိုယ်အနေနဲ့ဘာမှအပိုထပ်လို့ဆရာမလိုဘူးသူ့ကိုသုံးလိုက်တာနဲ့အလိုလိုလှုပ်ဝက်ပေးပြီးသားဖြစ်ပါပါပဲမွေလွဲတိုင်းမှာတခြားသူတွေရဲ့မွေလွဲမှုအနည်းဆုံး၁၂ခုနဲ့ကျော်ပြလိုက်တာမို့လို့ဘသူစီခလာတာလဲလုံးဝမသိနိုင်တော့ပါဘူးနောက်ထပ်တစ်ခုကတော့ set cash ကဲ set easy ပါဒါကကြတော့ရွေးချယ်ခွင့်ပေးထားပါတယ်ပေးကွာရဲ့ကုတ်ကိုအခြေခံထားတာပါ ူမှာလိမ့်စာနှစ်မျိုးရှိပါတယ်။ပထမတစ်ခုကတော့ပုံမှန်ပေးခွင့်လို့လူတိုင်းနေရတဲ့ transparent address ပါ။နောက်တစ်ခုကတော့အချက်အလက်အကောင်ပွက်ထားတဲ့ shield address ဆိုပြီးတော့နှစ်မျိုးသုံးလို့ရပါတယ်။ကိုကလက်ဝတ်ချင်မှ shield ကိုရွှေသုံးရုံမှာပဲ။နောက်ထပ်တစ်ခုကတော့ dash ကဲ dash ပါ။သူလည်း use check ခွင့်ပေးထားတဲ့ကွိုင်းပါ။သူမှာ private sensor ရဲ့စနစ်ရှိပါတယ်။ ဒါကိုသုံးလိုက်ရင်ကိုယ့်ရဲ့ပတ်စံတွေကိုအစိတ်သေးသေးလေးတွေခွဲတခြားသူတွေရဲ့အစိတ်အသေးလေးတွေနဲ့ရောနှောမွေးနှောက်လိုက်ပြီးတော့မှပဲလွှဲပြရပါဘူး ဒါကြောင့်ဘယ်လိစာကပတ်စံဆားထွက်သွားလဲဆိုရက်မူလအစာကိုခြေအခံရခတ်သွားစေပါတယ်။တခြားကွာနေအနေနဲ့ကတော့အခုပြောခဲ့တဲ့၃ခုအပြင် free roll အရင်ကဆက်ခွိုင်းနောက်တစ်ခုက bin crane secret bio alpha zero တို့လိုမျိုးနောက်ထပ်လာတဲ့နေပညာအသစ်တွေသုံးထားတဲ့ privacy project တွေအများကြီးရှိပါတယ်။နောက်ထပ်တည်ထားရမှာက privacy coin ကပုံမှန်အောက်ကွာနေနဲ့မတူပါဘူး။ သူတို့မှာအကြီးမားဆုံးစိန်ခေါ်မှုအနေနဲ့ဥပဒေနဲ့စီကတ်ထဲသိမ်းမှုပိုင်းမှာပဲ။ အစိုးရတွေနဲ့ထိန်းသိမ်းအဖွဲ့အစည်းတွေက breakfast ဆိုတော့ကိုမွေကြေးခွာချမှု money laundering နဲ့မကောင်းမှုတွေမှာအသုံးချမှာကိုစိုးရင်ကြပါတယ်။ဒါကြောင့်ပဲ breakfast ကနေကိုကန့်သက်ဓာတ်ရိုက်လုပ်လာကြပါတယ်။အဲ့ရတွေကတော့ exchange ကြီးတွေကနေထုတ်ချတာ American ဥရောပကနာမည်ကြီး crypto exchange အများစုကဥပဒေ PR တွေကြောင့် Modiro ရို့ set cash တို့လိုမျိုးကိုနေကိုသူတို့ platform ပေါ်ကနေဖြုတ်ချ delist လုပ်ခဲ့ကြရပါတယ်။ ြီးတော့ဥပဒေအရပြိပင်နာတွေလုပ်ပါတယ်။ဥပမာဥရောပသမဂ္ဂ EU က2029လောက်မှာ privacy coin ကိုအချင်းတွေပေါ်မှာတည်ယဝင်အရာဝယ်လုပ်ခွင့်ပြိပင်မဲ့ဥပဒေတွေပြင်ဆင်နေပါတယ်။ဒါပေမဲ့လည်းဒီ coin ကိုအားပေးတဲ့ community ကတော့ခိုင်မာနေသေးပါ။ ဈေးကွက်ဘလောက်ပဲဆိုဆို PR ဘလောက်ပဲများများဒီ process တွေကတော့ဆက်ပြီးတော့ရှင်းတန်းနေတော့မှာပဲနောက်ဆုံးအနေနဲ့ privacy coin ဆိုတာ crypto ရဲ့မူလရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ထိစုံလို့မရတဲ့ခြေရခံလို့မရတဲ့ digital ငွေသား uncontrollable digital cash ဆိုတဲ့အယူအဆကိုပြန်ပြီးတော့အသက်ပွင့်တာပါစောင့်ကြည့်ခံရမှုတွေများပြားလို့တဲ့ဒီကဘာကြီးမှာကိုယ့်ရဲ့မွေကြီးအချက်အလက်ကိုလှုပ်ဝက်ထားစင်တာကရာဇဝတ်မှုမဟုတ်ဘဲနဲ့ခုခုခုခါခွဲမှုလို့မြင်တဲ့သူတွေအတွက်ကတော့ဒီကွိုင်းတွေကအရန ်ကိုတံပိုးရှိပါတယ်။ဒါပေမဲ့တတိထားရပါကဒီကွာတွေကိုသုံးဆွဲရေသေးပြောင်းတံပတ်ဆိုရင်ဥပဒေပိုင်းဆိုင်ရာအန်တီရဲ့ regulatory risk နဲ့အိရှင်းတွေမှာရှာရခက်တာမျိုး liquidity risk တွေအငြင်းရှိနေတယ်ဆိုတာပါပဲ။ တကယ်လို့ကိုက crypto coin တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ privacy coin မှမဟုတ်ဘူး။တခြား crypto coin အမျိုးအစားတွေအများကြီးရှိတဲ့ Binance မှာဝင်ပြီးတော့ trade လုပ်ရပါတယ်။တကယ်လို့ Binance account မရှိသေးဘူးဆိုရင်တော့အခုပြောထားတဲ့ crypto mail inference ကိုကိုသုံးပြီးတော့ Binance account ဖွင့်လို့ရပါတယ်။ဒီကောင်းနဲ့ဖွင့်တယ်ဆိုရင် Binance မှာ trading လုပ်တဲ့ပေးရတဲ့ trading fees ရဲ့20%ကိုတတ်တတ် discount ရမယ်အပြင် KYC အောင်ပြီလို့ Block Pool ပဲဖြစ်ဖြစ် fast trade လုပ်ပြီးသွားရင် crypto mail စီကနေပြီးတော့ $1 လောက် င်းလာလို့ရပါတယ်။ဒါတွေတွေမကပဲနဲ့ crypto မိတ်ဖက်ကနေပြီးတော့ကုတ် user တွေအတွက်တီးတက်လုပ်ပေးထားတဲ့ Telegram VIP group ကိုလည်းဝင်ဝေးရမှာဖြစ်ပါတယ်။ဒီ group မှာက pro trader တွေကိုယ်တိုင်တင်ပေးနေတဲ့ market analysis တွေ trading secretary နဲ့ up to date news တွေကိုအချိန်နဲ့တပြေးညီဖတ်လို့ရမှာဖြစ်ပါတယ်။ အခချင်းဝင်တဲ့လုံးဝလုံးဝဝင်လို့မရပဲနဲ့ crypto မရဲ့ code ကိုသုံးထားတဲ့ user တွေအတွက်ပဲဖြစ်ပါတယ်။အဲ့ဒါတွေအပြင် crypto mate ကနေပြီးတော့လုံးပင်းနေတဲ့ campaign တွေကနေပြီးတော့ exclusive reward တွေကိုပါထည့်ရနိုင်ပါသေးတယ်။ဆိုတော့ဒီလိုမျိုးအခွင့်အရေးကောင်းတွေကိုလက်လွတ်မသွားအောင် Binance account ဖွင့်တဲ့အခါမှာ Crypto Mate ရဲ့ offer code ကိုသုံးပြီးတော့ဖွင့်မှုပေးပါနဲ့နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Crypto Mate ပါ။နောက်ဗီဒီယိုမှာပြန်တွေ့ရဖို့